အခုတလုံးမှာလူတိုင်းရဲ့နှုတ်ဖြာညဉ့်ညူတဲ့လေးတွေအစင်မပြေတဲ့လေးတွေစိုးရင်တော့ကပူပယ်ကြောက်ရတဲ့ကလေးတွေကိုခက်ဆစ်ဆစ်ကလေးကြားလာရပါတယ်လူတိုင်းရဲ့မျက်နှာပေါ်မှာတော့ကရဲ့ကလေးတွေထင်းနေပြီးမျိုးလုံးတွေမှာလည်းစိုးရင်ပူပယ်ရိတ်ကလေးတွေမြင်နေရပါတယ်လူတိုင်းဟာတခုခုကိုစိုးရင်တော့ကရောက်နေတတ်ပါတယ်ဘသူမှစိတ်လွတ်လပ်လို့ပြွှင်မနေကြပါဘူးအစင်မပြေမှုတွေက လူသားရဲ့စိတ်နှလုံးကိုခက်တင်တင်ဖြင့်ဖြင့်ဆွေးဆုပ်ထားပါတယ်။အပြောရွှေနေသူတွေကြမှာတခါတည်းရင်ကိုကလွတ်လပ်ပေါ်ပါစွာရဲလိုက်မိပြီးရင်တော့အပြစ်ရှိသလိုခံစားမိစေတဲ့အခိုက်အတန့်တွေရှိလာပါတယ်။တကယ်တော့ဘဝဆိုတာအကောင်းရောအဆိုးပါရုံးဝေထားတဲ့သင်္ကန်းဆောင်တစ်ခုလိုပါပဲ။အဆိုးကြီးပဲမရှိသလိုကောင်းကြီးပဲလေမရနိုင်ပါဘူး။ အောင်မြင်မှုတွေချမ်းသာမှုတွေလည်းရနိုင်တယ်လို့အစင်မပြေခြင်းတွေလက်လွတ်ဆုံးရှုံးရခြင်းတွေလည်းလက်ခံရနိုင်တာပါပဲအရှံပေပေါ်ကျွေဝခြင်းဆိုတာပစ္စည်းဥစ္စာငွေကြေးတွေပေါ်ကျွေနေတာမှချမ်းသာခြင်းလို့မခေါ်ပါဘူးချစ်ချင်းမေတ္တာကိုရင်းဆန္ဒတတ်ခြင်းစည်စနာရှိခြင်းမုဒိတာစိတ်ရှိခြင်းယေစုတင်တဲ့ခြင်းတွေကလည်းကိုယ်စိတ်ထဲမှာ အရှံပဲဝင်းမြူလို့ရတဲ့ချမ်းသာခြင်းတွေပဲဖြစ်ပါလေ။ဒါကြောင့်ချမ်းသာအောင်နေပါ။